โอเคပါခွေကျွန်တော်ကတော့ဒီပွဲစဉ်ပထမဆုံးတွေ့မိတာကျွန်တော်ဂျာယက်မှာအနာပြေးဝရပြီဒီပွဲစဉ်ကိုတလန်းဆန်းဆန်းတက်တက်ကြွကြွနဲ့ကျွန်တော်စိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကိုအစအကောင်းဆုံး100% neighbor ready ဖြစ်ပြီးတော့အရှင်မြန်ကစားလာမယ်အရှင် PSG အသင်းနဲ့ဂျာယက်ထဲမှာမလိုအပ်ဘဲနဲ့ကျွန်တော်ဒီလူစင်းကိုပေါ့နော်အရေးစုံပြီးအထက်ကစားသမားတော်တော်များများအသုံးပြုပြီးကစားလာပြီးတော့ရက်လက်ရှုံးသွားခဲ့တဲ့အတွက်စိတ်ပိုင်းဆိုင်ရာကိုရုပ်ပိုင်းဆိုင်ရာကိုထိကြိုက်ပြီးတော့လာကစားမယ်ဧည့်သည် Arsenal အသင်းတို့ရဲ့ပွဲစဉ်တပွဲကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားမိတဲ့အနေအထားလေးဖြစ်သွားအထက်ကတော့ဒီဟာလေးအားလုံးမှာ Arsenal ဒီပြအာတီတာမှာတာဝန်ရှိတယ်ဘာက ောင့်လဲဆိုဒီဂျိုင်းရဲမှာကစားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်မှာသူတို့အနေနဲ့ကျွန်တော်တို့ကအဆပေါ့နော်အာဆင်နယ်ပရိသတ်တော်တော်များများအကုန်လုံးကအဆပေါ့ဒီပွဲစဉ်မှာ rotation လုပ်ပြီးတော့အရင်ကစားသမားတော်တော်များများနဲ့ပြန်ပြီးပေါ်ထွက်လာမယ်ထင်ခဲ့တာပဲဒါပေမဲ့ပေါ်ထွက်လာတဲ့လူစင်းအိရတော့သူတို့ဒီ PSC နဲ့ကစားခဲ့တဲ့ပွဲစဉ်ကကျွန်တော်တို့ Julian Timber နဲ့ Mike Mimi တို့ကလွယ်ကျွန်တဲ့ကစားသမားရဲ့အစုံလေးပြန်ပြီးတော့အသင်းရဲ့ line နဲ့ဆက်တယောက်မှာပြန်ပြီးပေါ်ထွက်လာလာရတဲ့အဆိုရဲ့အနေထားမှာ ွဲကစားနေရင်လည်းကျွန်တော်ဒီဘုံမောက်တဲ့နဲ့ပွဲစဉ်မှာဆိုလဲအာဆင်နယ်အသင်းရဲ့ကစားသမားတွေပိုပန်းတဲ့ပုံစံအောင်လဲကျွန်တော်တို့ညဝါထင်းနေမြင်တွေ့ခဲ့ရတယ်ရက်လက်ပိုင်းကလည်းထိကြိုက်သွားတဲ့အတွက်ကြောင့် Premier League မှာဆိုလဲအခက်မသိရင်တို့ဒီအဆင့်နဲ့နေရတော့အဲကျွန်တော်ရာဒီကုန်တဲ့ခါကျရင်တိမ့်မှုအတွက်ခက်ခဲသွားတဲ့အနေထားပုံမှန်ဆိုတော့ကျွန်တော်ဒီ PSG နဲ့ပွဲအတွက်ဒီဘုံမောက်နဲ့ပွဲမှာအရင်ကစားသမားတော်တော်များများအသုံးပြုပြီးတော့မှ PSG နဲ့ပွဲရက်လက်အပြီးမှာ final တက်ခဲ့သည်ရှိရင်လည်းကျွန်တော်ဂျာရဲ့ Premier League ပွဲစဉ်တွေမှာအဓိကကစားသမားတွေပြန်ပြီးသုံးလို့ရတာဖြစ်လို့ final မတက်ခဲ့ဘူးဆိုရင်လည်း Premier League ကိုပြန်ပြီးတော့အအောင်ဆိုက်လို့ရတဲ့ပွဲစဉ်၃ပွဲရှိတယ်။ Champion League ဝင်ခွင့်အတွက်လည်း9မှတ်နောက်ထိကွာဟနေတယ်ဆိုတဲ့အနေအထားမှာတိုးတည်လေအရင်စိုးရင်စရာတော့မရှိတော့တဲ့အနေအထားမှာအနေငယ်လေးများသူ့အနေနဲ့အတွက်ချက်တွေမှားပြီးတော့အရေးစုံပြီးများအသုံးပြုလိုက်ခဲ့တာပါဗောနော်။အဲ့လိုလေးပြန်ပြီးစဉ်းစားအောင်အဲ့တော့ Arsenal အသင်းရဲ့ဒီ PSG နဲ့ပွဲစဉ်မှာတာရှုံးနေခဲ့ပြီး Champion League ကနေထွက်ခွာခဲ့ရမယ်ဆိုရင်တော့အဓိကတာဝန်ရှိတာကတော့ Arsenal အသင်းရဲ့နီးပြအာတီတာမှာပို့ပြီးတော့တာဝန်ရှိလိမ့်မယ်။ဒီအတွက်လည်းသူတာဝန်ယူသင့်တဲ့အနေအထားလေးတစ်ခုတော့ကျွန်တော်ပြန်ပြီးတွေးမိတယ်ဗျ။လက်ရှိခြေစ စားပိုင်းကတော့ PSG ကတော့တော်တော်လေးကိုတည်ငြိမ်တဲ့အနေအထားမှာရှိတယ်။အဲဒီ PSG တဲ့အိမ်ဝင်းမှာပဲကျွန်တော်တို့ Liverpool တို့ Aston Villa တို့ Arsenal ရဲ့ပေါ့လေကျွန်တော်ဒီ Premier League ပြိုင်ဘက်တွေကိုထပ်ပြီးတော့သူတို့ကြော်ဖြတ်ခဲ့တယ်။ Liverpool ကိုလည်း ပြောရမယ်ဆိုရင်ကျွန်တော် PSG အိမ်ကွင်းမှာရှုံးနေခဲ့ရဆိုမှကစားတဲ့ပုံစံမှာတော်တော်လေးကို PSG နေနဲ့ဆူဆူမိုးမိုးနဲ့ Liverpool တီအားပေးပြီးကစားနိုင်တယ်တိုက်စစ်ပိုင်းကအဆုံးသက်ပိုင်းစွန့်ရင်လည်း Liverpool သင်းနဲ့ပွဲစဉ်မှာဆိုလည်း PSG အနေနဲ့တိုက်စစ်ပိုင်းကတော်တော်လေးကိုဆူဆူမိုးကစားနိုင်ခဲ့တယ်ရှုံး target တစ်ချိန်ပဲပေးခဲ့ပြီးအဲ့ twin goal တစ်ချိန်ကြောင့်လာရှုံးနေခဲ့တဲ့အနေအထားပြအစွန်ဗီလာကိုဆိုလည်းကျွန်တော်အိမ်ကွင်းမှာ3-2နဲ့ကိုပြတ်နိုင်ခဲ့တယ်သူတို့ရဲ့တိုက်စစ်ပိုင်းကကစားပုံတည်ငြိမ်မှုကိုပြတ်သားနိုင်အဲ့တော့ဒီတင်ချင်းတွဲဆောင်ခဲ့တဲ့နောက်ထပ် Premier League အသင်း Arsenal နဲ့ပွဲစဉ်မှာလည်းသူတို့ကပထမအကြော့မှာလည်းရက်လက်ကောင်းထားတာဆိုတော့အိမ်ကွင်းမှာထပ်ပြီးတော့အကောင်းဆုံးရှင်မြန်ကစားဖို့မယ်ပြီးတော့သူတို့အသင်းရဲ့ကစားသမားတွေရဲ့စိ ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပို့ပြီးတော့အသာစီးရရှိနေတာကိုလည်းထပ်ပြီးတော့အတုံးချောင်းမှာဆိုတော့အာဆင်နေနေတော့နောက်ထပ်ခက်ခဲတဲ့တပွဲကျွန်တော်ထပ်ပြီးတော့ကြုံတွေ့ရမယ့်ပွဲစဉ်တွေလို့ကျွန်တော်ထင်မိတယ်ဗျအဲ့တော့တွင်းကိုရက်လက်အနေထားရပြန်ပြီးကြည့်ရမယ်ဆိုတော့ဒီပွဲစဉ်က PSG အသင်းနေနဲ့အာဆင်နေအသင်းကိုထပ်ပြီးတော့အသာစီးရဖို့ရှိပြီးတော့အာဆင်နေနေတော့နိုင်ဖို့ရဖို့အတွက်ကရကနုံးမရှိလားဆိုတော့ရှိတယ်နောက်ဆင်းတက်ဖို့တော့လေသူတို့မှလည်းအခွင့်အရေးမျှော်လင့်ချက်ရှိတယ်ဆိုပေမဲ့ဂျိုင်ယက်ကကစားခဲ့တဲ့ဘုံမောက်အသင်းနဲ့ပွဲစဉ်နဲ့ရက်လက်ပိုင်းဆိုင်ရာရောလူစင်းပိုင်းဆိုင်ရာရောကျွန်တော်တို့ဒီပွဲစဉ်မှာ PSG ကိုပို့ပြီးတော့ထပ်ပြီးတော့ကြာနေတတ်တယ်ပြည့် PSG အသင်းအနေနဲ့အိမ်ကွင်းမှာထပ်ပြီးတော့ရက်လက်ကောင်ရရှိနိုင်မယ်လို့လည်းထင်ပြီးတော့ PSG အသင်းအနေနဲ့အင်ဝင်းမှာအာဆင်နယ်အသင်းကိုကပ်ပြီးတော့ဗောနော99ရဲ့အနေထားမှာပို့ပြီးတော့ရပဲနော်များနေပြီးတော့ twin go air ဆိုကျွန်တော်ကတော့10 21ဆိုရဲ့ရဲလောက်နဲ့ PSG အသင်းအနေနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားနိုင်မယ်နောက်ထပ်ပွဲကောင်းတစ်ပွဲကိုထပ်ပြီးတော့ဖော်ဆောင်နိုင်မယ်လို့ကျွန်တော်ထင်မိပါတယ်